ဖိုင်းနိုင်ငံမှာညွန်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ဖြူတိုင်းပါတီနဲ့ပူဂျာတိုင်းပါတီတို့ကြားနိုင်ငံရေးတက်မှမှုတွေမြင့်တက်နေပြီးညွန်ပေါင်းအစိုးရအဖွဲ့ဟာအားနည်းလာခဲ့တယ်လို့တနေရှင်းကဖော်ပြခဲ့ပါတယ်။ဖိုင်းနိုင်ငံဟာစီးပွားရေးတုံ့ဆိုင်မှုနဲ့နိုင်ငံရေးတက်မှမှုရဲ့ဖိအားတွေကိုခံနေရခြင်းမှာအခုညွန်ပေါင်းအစိုးရအဖွဲ့အတွင်းတက်မှမှုတွေရာတပူပေါ်နှစ်ပူဆင့်တဲ့အခြေအနေကိုရောက်ရှိစေခဲ့ပြီးအတိမ်းဆောင်မခံနိုင်တဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ညွန်ပေါင်းဆိုရဖွဲ့မှာဖြူတိုင်းပါတီရဲ့ပေလိုနန်ကဝင်ကြီးချုပ်ရာလူရရှိထားတယ်လို့ဘူဂျက်တိုင်းပါတီမှာအနုတင်ချန်ပီယံကူကလည်းဒူးဝင်ကြီးချုပ်နဲ့ ်ပြည်ထောင်ဝင်ကြီးနေရာတွေရရှိထားတာကြောင့်ပူဂျန်တိုင်းပါတီကအစိုးရအဖွဲ့အတွင်းရေးကိစ္စတွေကိုတည်တည်တသာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်၂၀24ခုနှစ်ဇူလိုင်လကအထက်လွှတ်တော်ကိုအစ်စ်ရွေးကောက်တင်မြောက်ခဲ့မှုဟာပြည်ထောင်ပါတီရဲ့အုပ်ချုပ်မှုကိုစိန်ခေါ်မှုဖြစ်လာနိုင်ပြီးကွန်ဆာဗေးတစ်နဲ့ဘရင်စနစ်ကိုထောက်ခံတဲ့အင်အားစုတွေနဲ့ချိတ်ဆက်မှုပုံမှုအကောင့်နဲ့ပူဂျန်တိုင်းပါတီကပုံမှုအကောင့်လာခဲ့ပါတယ် ညွန်ပေါင်းအစိုးရဖွဲ့အားစီးလုံးညီညွတ်မှုရှိကြောင်းပြည်သူ့ကိုအတည်ပြုကြေညာခဲ့တဲ့အတိုင်းညွန်ပေါင်းအဖွဲ့ဝင်တွေကြားတင်းမာမှုတွေပေါ်ပေါက်လာခဲ့တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်မူဝါဒပိုင်းမှာလည်းသဘောထားကွဲလဲမှုတွေရှိခဲ့ပြီးဘူဂျန်ထိုင်းပါတီကကာစီနိုလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုပေးမဲ့ဖြူတိုင်းပါတီရဲ့ဥပဒေမူကြမ်းကိုဆန့်ကျင်ခဲ့တယ်လို့အခြေခံအဆောက်အအုံနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုပုံမှုအာရုံစိုက်ဖို့ဘူဂျန်ထိုင်းပါတီကပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်နိုင်ငံအတွင်းစစ်ချက်ကိုမူရစ်စေဝါဖြစ်တတ်မှတ်ဖို့ဖြူတိုင်းပါတီကကြိုးပမ်းခဲ့ပေမဲ့ ဗိုလ်ချုပ်တိုင်းပါတီကတော့စေချောက်ကိုတရားဝင်အသုံးပြုခွင့်ပေးတဲ့မူဝါဒကိုဖော်ဆောင်ခဲ့ပါတယ်အဲ့ဒီနောက်အဆိုပါကိစ္စမှာထိတ်တိုက်တွေ့ခဲ့ပါတယ်။အထက်ဖော်ပြပါထိတ်တိုက်မှုတွေအပြင်ဖြူတိုင်းနဲ့ဘူချန်တိုင်းပါတီရဲ့ထိပ်တီးကောင်းဆောင်တွေကြောင့်အငင်းပွားမှုများစွာရှိနေစေဖြစ်ပါတယ်။အဲဒါကြောင့်အခုလိုတအုံညွနေဖြစ်ပွားနေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်နီလန်၃ခုရှိပါတယ်။အဲ့ဒီနီလန်၃ခုမှာအစိုးရအဖွဲ့ကိုပြုပြင်ဖွဲ့စည်းဖို့ဒါမှမဟုတ်ပေတိုနဲ့ယာရုကနှုတ်ထွက်ဖို့ဒါမှမဟုတ်ပါလီမန်ကိုဖျက်သိမ်းဖို့အစရှိတဲ့အချက်၃ချက်ကိုလှုပ်ဆောင်ရမယ်လို့တနင်္ဂနွေသတင်းမှာတုံ့တက်ဖော်ပြခဲ့ပါတယ်။